ဆိုင်းဆရာကြီးမင်းမြတ်သူရရဲ့ Supplement အောင်နဲ့ Down A grade အစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရယ်။ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်။အပိုင်းနှစ်တို့နေညတို့ရောက်တော့ကကျွန်ုပ်နဲ့ဆုံတော့ဥပ္ပဦးကြီးဒီစာပလမင်းအောင်ကိုဘုံဘေရက်စတောရန့်တွင်ညစာကျင်းကျွန်ုပ်ကစူစမ်းမအောင်ကိုမြောင်တရခန့်ကိုဘယ်လိုတဲလွန်စာကောက်တယ်လဲဆိုတာဟုမေးမြန်းလိုက်လေသည်စာပလမင်းအောင်ကကောင်းငင်ပြီးတော့ ဒီမှုမှာအဓိကကြတဲ့တရားခံကိုနေပုံကဒေါင်းအေဂရီဆိုတဲ့အမည်နဲ့မြန်မာပြည်အနှံ့မှာကုသိုလ်ကောင်းမှုတွေလုပ်နေတယ်။ကျုပ်မြန်မာပြည်အရရကအကတ်တွေကိုတန်ကျိုးရိုက်ပြီးစုံစမ်းကြည့်တော့ဒေါင်းအေဂရီဆိုတဲ့အမည်နဲ့တရားတွေရေချမ်းစင်တွေရေရင်းတွေများကြီးလူထားတာတွေ့ရတယ်။ကိုနေပုံရဲ့အလူကပကာသနအလူတွေမဟုတ်ဘူးဗျ။တကယ်လို့အဲ့လိုလူတဲ့အလူကြီးပဲဟုပြောလေသည်။ထို့နောက်၎င်းကပင်ဆက်လက်၍ ဒေါင်းအေဂရီအလူကမြန်မာပြည်အနှံ့မှာရှိနေတယ်ဒါကြောင့်ဒေါင်းအေဂရီကိုကြုံမျက်စိရှိရအောင်လှုပ်ဖို့ဆုံးဖြတ်လိုက်တယ်ဟုပြောလေရစုံထဥပဦးကြီးကဘယ်လိုလုပ်တာလဲဟုမေးမြန်းလိုက်စာပလင်မင်းအောင်ကဒီလိုလှုပ်ဖို့ကြုံတပြည့်လေးတွေအသုံးပြုခဲ့ရတယ်ဗျနင်ဂျာလေးတွေလေးဟုပြောလေသည်စာပလင်မင်းအောင်ပြောသောနင်ဂျာလေးများဆိုသည်မှာရန်ကုန်မြို့ထဲတွင်ဖဏတ်တိုက်ခြင်းကိုရရန်ကျင်းစသည်တောက်တူမေယာအလုံများကိုလောက်ကန်နေသောလူငယ်လေးများဖြစ်ကြသည် ဆာပလင်းမင်းအောင်ကထိုလူငယ်လေးများကိုစုံထောက်ညံရှိအောင်ခေါ်ယူလေ့ကျင့်ပေးထားသဖြင့်တခါတရံပလိတ်များထပ်ပင်နေရကြလေသည်ဆာပလင်းမင်းအောင်ကဆက်လက်ပြီးဒီရက်ကွက်ထဲမှာဟိုနေရာဆက်ဆက်ဒီနေရာဆက်ဆက်ပါလေရှိတဲ့သတင်းတော်လှဆွေဆိုတဲ့လူတယောက်ရှိတယ်သူကနနက်ကိုသတင်းစာတိုင်းမသွားခင်ဒီအကျော်ဆိုင်လေးမှာကြော်စားလေးရှိတယ်လွန်ခဲ့တဲ့ရက်ကသတင်းတော်ကိုလှဆွေအကျော်စားနေတော့ចောင်းတက်မဲ့ကလေးမျိုးကဟောဒီအစ်စ်ပြင်ပြီးသွားတဲ့ တရားပေါ်ကနေရေထဲကိုဝုန်းကနေပြုတ်ကျသွားတယ်။အဲ့ဒီခါမှာသတင်းတော်လှဆွေကသတင်းတူးနဲ့ဆက်ဆက်မြဲမြဲတွေ့ပြီးဆိုပြီးတော့ရေထဲကတက်လာတဲ့ចောင်းသားလေးညကိုဓာတ်ပုံကြာကြာနာနာရိုက်ပြီးဆွေးမြင်နေတဲ့တရားကိုပြုတ်ပြဲနိုင်သူသူတော်ကောင်းပေါ်ရင်ဓာတ်ရုခေါ်လူចောင်းမြမအလင်းသတင်းစာမှာရေးလိုက်တယ်ဗျ။အဲ့ဒီတရင်ကိုတရခံကိုနေဘုံကဖတ်မိရင်ဆွေးမြင်နေတဲ့တရားလေးကိုအသည့်ပြုတ်ပြင်းခြင်းစိတ်ပေါ်လာမှအမှန်ပဲဒီရက်ပိုင်းမှာကိုနေဘုံကလူတန်းမှုကျူးလွန်ထားတယ်ဆိုတော့ တရင်စာရဲမှာဟိုးလေးတကြောပါနေတဲ့လူသားမှုသတင်းတွေကိုစောင့်ဖတ်ရင်ဒီသတင်းကိုမြင်မိမှသိကြတယ်ဒါကြောင့်ကိုနေဘုံကိုတရားပြင်ဖို့ထောင်ချောက်ဆင်လိုက်တာဗျာဟုပြောလိုက်ရကျွန်ုပ်နေစုံသားဥပ္ပဦးကြီးဒီစားပလေးမရမီကြံကိုမချီကျူးပဲမနေနိုင်တော့ကြီးစုံသားဥပ္ပဦးကြီးကပိုင်လိုက်တဲ့ကြံများဒါကြောင့်လဲစားပလေးမင်းအောင်ဆိုပြီးနာမည်ကြီးပေတာပဲဟုပြောလိမ့်ကျွန်ုပ်ကလည်းဟုတ်ပါဗျာဒါနဲ့ခလေးတွေတရုပ်ဆောင်လာလဲကောင်းတယ်နော်ဟုဆိုလိုက်ရစားပလေးမင်းအောင်ကဟဲ့ဟဲ့ ကလေးနှစ်ယောက်ရေးတဲ့ကြနိုင်ဖို့ကျွန်တော်ကိုယ်တိုင်ညကလေးကတရားပေါ်ကတန်ဒီကိုခွာထားရတယ်ဗျတင်းနောက်ကိုလှဆွေအကြော်စားတဲ့ချင်းရောင်မှာကလေးနှစ်ယောက်ကအချင်းကိုက်တရားပေါ်ကဖြတ်ပြီးပြင်းများကိုဒိုင်းကနေခြေထောက်နဲ့စောင့်ပြီးကျိုးအောင်လှုပ်လိုက်တယ်ပြီးတော့ရေးတဲ့ကြချင်းအောင်ဆောင်းလိုက်တာပေါ့ဗျာနင်ဂျာကလေးတွေတရုပ်ဆောင်ကောင်းတာလဲပါတာပေါ့ဟုပြောလိုက်သူကကျွန်တော်ကကောင်းလိုက်တဲ့အခွက်ဗျာလှလိုက်တာဒါကြောင့်လဲ CID မှာစားပလင်းမင်းအောင်ကိုဘယ်သူမှမလှန်နိုင်တာကိုဟုမှတ်ချက်ချလိုက်ရ စာမလင်းမင်းအောင်သည်မိသည့်စကားမှမဆိုတော့ဘဲထမင်းကိုသာငုံစားနေလေတော့သည်ကျွန်ုပ်တို့သည်နောက်တနေ့တွင်အင်းစိန် CND သို့သွား၍တက္ကံကိုနေဘုံဤထွက်ဆိုချက်များကိုရယူရာကိုနေဘုံဤထွက်ဆိုချက်များကိုစာရေးစရာပို့ဝင်နေသောကျွန်ုပ်ကိုယ်တိုင်ရေးသားလေထိုထွက်ဆိုချက်များကိုမူရင်းတိုင်းတင်ပြပါကကျွန်ုပ်ဤစာဖတ်ပရိသတ်များပြီးရင်ညီငွေပွဲဖြစ်ပေလိမ့်မည်ထို့ကြောင့်ကိုနေဘုံဤထွက်ဆိုချက်များအားစာရေးစရာတို့တက်တင်တက်အပ်သောပညာကိုအသုံးပြုပြီး ဝိတုတပွဲပြုပြင်ကရေးသားဖော်ပြလာရလိမ့်မည်။ထိုထွန့်ဆိုချက်များ၌ထိတ်လန့်ပွဲ၊စိတ်ဝင်စားပွဲ၊အားကျပွဲ၊အတူယူပွဲဆုံဆုံလင်လင်ပါရှိလျာထိုထွန့်ဆိုချက်မှတ်တမ်းဒီပင်လင်ကျွန်တော်ရေးသားဖော်ပြလက်တန်းသောစာပလင်းမင်းအောင်နှင့်တောင်းအေဂရီဆိုသည့်ဝိတုကြီးဖြစ်ပေတော်သည်။တနေ့တနေ့မြမပြည်အလဲပိုင်းမြို့တစ်မြို့၏အရေးကောင်းစွာရရှိသောခြံကြီးတစ်ခြံတွင်လူငယ်တူသည်မျက်လုံးအစုံကိုမှေးစင်းရင်း နိုင်ကြတော့သူဤတာပင်ဖြစ်လင်ကစားမင်းအမတ်ဖြစ်နာဤသူမဤတာပင်ဖြစ်လင်ကစားပညာရှိဖြစ်နာဤဥစ္စာမရှိသူဤတာပင်ဖြစ်လင်ကစားကြွယ်ဝချမ်းသာနာဤထို့ကြောင့်ယောက်ျားတို့ကိုအထင်မသေးအပ်ခုလောကနီတိကာရတပုတ်ကို တိတိုရရွတ်နေထိုခိုင်းမှာပင်လူငယ်အနီတို့မဟင်ငါလဲကြီးကိုတွန်းလာတော့အသက်90ဝန်းကျင်အရွယ်မိမတယောက်ရောက်လာပြီလင်ဟဲ့နေပုံနေပါရရွတ်နေရလဲ ချက်မပြည့်တဲ့လူကြီးနဲ့ပေါင်းပြီးကြပြလိုလိုစားလိုလိုလုံနေနဲ့နေဆောင်နေပြီရေမို့ချုံထမင်းစားမယ်ဟုစူပူချင်းမောင်းလိုက်ရလူငယ်ကမျက်နာရှုံနေပြီအေးစိစိပေါ်တော့ရဲ့ဘာကြောင့်လောနေတာလဲဒါကြောင့်လောကနေဒီမှာရောက်မှသည်ဟိအရာသာမသိတကယ်သူလူမိုက်သည်ပညာရှိအားအသက်ထဆုံးစီးကတ်တော်လဲသူတော်ကောင်းတရားကိုမသိနိုင်လို့ဆိုတာပေါ့ဟုပြောလိုက်ရအတော်ပြစ်သူမိမကြီးမျက်နာမှာရှုံမဲ့သွားပြီနေကငါ့ကိုလူမိုက်လို့ပြောလိုက်တာပေါ့လေ ငါကတော့နေမအညာမနေမျိုးဖို့ဆိုဖို့မဟင်းကရောက်လာရတာအတော်ကိုစော်ခနေရခွေးကောင်လေးဟုမကြည်မချမ်းဆိုလိုက် ထိုကောင်နေဘုံကဆက်လက်ပြီးလင်အမျက်ဒေါသကိုဖြေဖြောင်းနိုင်လင်စိုးရင်ချင်းကင်းဤကျမ်းကျုပ်သောစကားကိုတိခန့်ခြင်းသည်မျက်ဤလို့လောကနီတီကဆိုထားတယ်ဒါကြောင့်ကျွန်တော်တိခန့်နိုင်ပါရဲ့တော့ရဲ့ဟုဆိုလိုက်ပြန်ရအတော်ဖြစ်သူကစိတ်မထိန်နိုင်တော့ပဲအနေငါငါ့ကိုအတိမခံနိုင်တော့မဟုတ်ချင်လဲဟမ် ဟုဆိုကခန်းကို တထထခောက်လိုက်လူငယ်လေးအတော်ဖြစ်သူဤခိုင်းစင်မှုကိုမငင်းဆန်နိုင်တော့ပဲရင်မို့ချိုးရန်ထွက်ခဲ့ရလေသည်ထို့သောထွက်ခဲ့ရင်ကြီးတို့ရဲ့အလဲမှာရောနှောနေထိုင်ခြင်းကြောင့်ဟင်းသာမြင်မှမတင့်တဲ့နွားအုပ်အလဲမှာရောနှောနေခြင်းကြောင့်ရှင်တယ်မြင်မှမတင့်တဲ့သူမိုက်တို့အလဲမှာရောနှောနေခြင်းကြောင့်ပညာရှိသူတို့ကောင်းမှမတင့်တဲ့ဟုဆိုသော လောကနေဒီကာရာတပိုင်းတစကိုကျဲလောင်စွာရွတ်ဆို၍ထွက်ခွာသွားလျာ နေဖို့ရင်တော့ကစိတ်ပြက်လက်ပြက်ကောင်းခါရမ်းလိုက်ပြီဒီကောင်လေးနဲ့တော့ခန့်နေပြီစာယူပေယူဘိုးကြီးနဲ့ပေါင်းပြီးကို့ဘွားကိုဖြတ်နေတယ်ဒင်းကြောင့်ငါတော့ခတ်တယ်ဟုညင်ညူလိုက်လေဤလူငယ်မိဘများဆုံးပါသွားပြီးနောက်ပိုင်းအတော်ဖြစ်သူကပင်ကြီးပင်အောင်ကျွေးမွေးပြုစုခဲ့ခြင်းဖြစ်၏အတော်ဖြစ်သူသည်ပြိုကြီးတယောက်ဖြစ်ပြီးနေဘုံကိုသားရင်ကဲ့သို့ချစ်မြတ်နိုးသူဖြစ်လေသည်နေဘုံသည်ရေချွံရန်ရေတွင်သို့သွား၍ပုံဖြင့်ရင်ငင်ထို့နောက် ကိုခန္ဓာကိုဆက်ပြားတိုင်ရန်ပြင်ဆင်နေစဉ်အဲဝင်းထဲသို့အသက်90ဝန်းကျင် လူကြီးတူဝင်လာပြီးနင်လက်ခမောင်းကိုတပြောင်းပြောင်းခတ်ကမတထောင်တကောင်ဘွားကြာဆုံးမှာကြာဟူဆိုကလူငယ်ကိုခြေဖြင့်လှမ်းကန်လိုက်လေ၏နေပုံးသည်ဖိုးကြီးဤခြေကန်ချက်ကိုအနောက်သို့လှင်မြန်စွာရှောင်တိန်လိုက်ပြီးအဘလို့ဖြစ်တာလဲဥထိပ်သည်ရဲ့ကျုပ်တော်မြင်ဥထိပ်သည်ကိုအသက်ကြီးပြီးချိန်မစည်းတဲ့လူကြီးလိုကဲ့ရဲ့နေအောင်မဲဒုက္ခဖိုးကြီးဤမျက်နာကရှုံမဲ့သွားပြီးလင် ဟာမင်းတော်ကငါ့ကိုချက်မပြေတဲ့ဖိုးကြီးလို့ကဲ့ရဲတယ်ဟုတ်လားအတူအောဘလောက်ချက်ပြေလို့လဲလင်းလိုချင်လို့နှံ့နှံ့တန့်နေတဲ့မိမကများခုပြောဆိုရေးနေဘုံကိုပြင်းထန်သော လက်သေးချက်များဖြင့်ဒရဇတိုက်ခိုက်လေသည် နေဘုံသည်ဥထိတ်သည်တိုက်ခွဲများကိုလင့်မြန်စွာရှောင်တင်းရလေသူတို့နှစ်ဦးသည်တူးနေတူးအပြန်အလှန်တပ်ပုံမြဲဖြစ်သောကြောင့်တယောက်ထာကိုတယောက်ကောင်းစွာသည်နာယူဝဲနှီးပါတပ်ပုံပြီးသောအခါဥထိတ်သည်ကတပ်ပုံချင်းကိုရုတ်တရက်ရက်လိုက်ပြီးနေတော်ပြီကွာ အကြက်မပြေတဲ့မိန်းမရောက်လာပြီးငါသွားတော့မယ်ဟုဆိုက ချန်စီယိုကိုအရွယ်နေမလိုက်အောင်လွှားကနေခုံကျော်ပြီးထိုနေရာမှထွက်ခွာသွားလိမ့်ထိုခိုင်းမှာပင်နေပုံးဤနောက်သို့အတော်ကရောက်လာပြီးဟဲ့ကောင်လေးရေမချိုးသေးပဲနဲ့ဘသူနဲ့စကားပြောနေတာလဲလူတန်ကြားတယ်လို့လို့ရှိပါတယ်ဟူမင်းမြန်လာရနေပုံးကရီမောလိုက်ပြီးကျွန်တော်စာရွက်နေတာပါအတော်ရရေချိုးတော့မှာပါဟုဖြေလိုက်အတော်ကလည်းဥထိန်သည်အတန်ကိုနှစ်စုံနှစ်ပြားကြားလိုက်ပုံရ၏ ်အတော်ကရေချိုးတော့ရေချိုးတော့ဓမင်းစားမယ်ဟင်းပွဲပြင်ပြီးဟုပြောလေသည်နေပုံးသည်ရေချိုးပြီးနောက်အတော်ဖြစ်သူချက်ပြုတ်ထားသောဝက်မယံများဟင်းကိုမိန်ရှက်စွာစားတော်လေထို့သောစားတော်ပြီးသောအခါခြံတန်းရှိခုံတန်းလျားသို့သွားကထိန်ထိန်သာနေသောလမင်းကြီးကိုငိတ်မောကြည့်ရှုနေလေ၏ထိုခိုက်မှပင်သူ့အနီးသို့ကပ်ပီယာကြီးဥထိန်သည် ရောက်ရှိလာပြီးလေလာမင်းကြီးကိုငဲပြီးဘာတွေးနေတော်လဲကွာလောကမှာအေးမြတဲ့လာမင်းလိုကြင်ကြံရင် ခြေဓာရအခြေရန်တွေကဝိညာဉ်နေလိမ့်မယ်။နေမင်းလိုပူပြင်းတဲ့အချိန်ကိုကြည့်ရင်တော့ခြေဓာရအခြေရန်မရှိပဲတကူတဲ့ထိကျန်နေရလိမ့်မယ်။ဒါကြောင့်လာမင်းလိုကြင်ကြံဖို့ကြိုးစားပါဟု ပြောလိုက်တော့နေဘုံကကောင်းနေပြီ။လာမင်းကြီးကအေးမြလိုက်တာဗျာဝိုင်းဆန်နေတာပဲဟုဆိုလိုက်ရ။ကပ္ပီယာကြီးဥထေတီကကောင်းနေပြီ။လာပြီညဝိုင်းဆန်နေတဲ့လာကြီးကနေနဲ့ဂျူတွေထက်ကြည့်တယ်လို့တောင်ထင်ရတယ်တကယ်တော့လာဟာနေတဲ့အများကြီးငယ်ပြီးဂျိုရီထက်လည်းအများကြီးငယ်တယ်ကွာ ဂျယ်ရီကနေ့ထက်တောင်ကြီးသေးတယ်ဟုဆိုကစက်ကြဝဠာတွင်ရှိဂျယ်တာယာများကျူးများအကြောင်းကိုနဂတာယာယူဆများနှင့်တွဲဆက်ကစိတ်ဝင်စားဝယ်ရာစီကဘက်ကုံပြောပြလေတနအီကျော်မြကြသောအခါမှာပဲဥထေတီကဒီနေ့တော့ဒီလောက်ပဲကွာငါသွားတော့မယ်ဂျာတော်ကြီးအတွက်စွန့်ချရအောင်မယ်ဟုဆိုကကျောင်းဘက်သို့ပြန်လည်ထွက်ခွာသွားလေသည်နေဘုံသည်သူ့ဆရာဥထေတီနောက်ကျော်ကိုကြည့်ရင်ဒီလူကြီးနဲ့တီကျွမ်းရတာငါအတွက်သိတ်တန့်ဖို့ရှိတယ်သူစီက မမျော်မှန်းနိုင်တဲ့အတက်ပညာတွေသင်ယူခွင့်ရှိတယ်ဒါကြောင့်လဲလောကနေတီမှာရှာသည်ဟင်းဤအရာသာကိုသိတကယ်သို့လိမ္မာသောသူသည်ပညာရှိအားတခဏစည်းကဲ့ရမှု သူတို့ကောင်းတရားကိုလင်မြန်စွာသိ၏လို့ဖော်ပြထားတာပဲဟုတွေးလိုက်မိလေသည်ကပ္ပယာကြီးဥထေသည်ကမြို့ဦးကျောင်းတွင်နေထိုင်ပြီးသူ၏ဆရာရင်ဖြစ်ထိုခိုက်မှပင်အတော်ပြိုကြီးကအိမ်ထဲမှလှမ်း၍ဩလိုက်ဟဲ့ကောင်လေးမနေ့ကကျောင်းတရားမယ်လေအဲ့တော့နင်းစားကြက်တာလဲတကားမှမတွေ့ပါလား ကျောင်းမှာစာညံ့ရင်ဆရာကြီးဥပုကကျိန်းတော့မှာပဲဒီဘုံကဥထိပ်ပြီးပြောတော်စကားကိုကြားယောင်နေပြန်ပြီစာနဲ့ကိုနဲ့တသားတဲ့ကြောင်လို့ရမယ်ကွတသားတဲ့ဖြစ်သွားတဲ့အခါကြက်မှန်ဆရာမလို့တော့ဘူးစာကိုကြက်ပြီးဖြေတယ်ဆိုတာကြက်တူရည်လို့ကွတကယ်တော့စာဆိုတာအလို့ကြက်မှန်လေးနားလဲဖို့ခက်ခဲလေပဲနေဘုံဒီဥထိပ်ပြီးစိုးစုံမှမှုကြောင့်မိတိအခါမှစာကိုကြက်တူရည်နှုတ်တိုက်မကြက်မှတ်တော့ကြည်အတော်ဒီစာအုပ်ကြီးသမားဖြစ်တဲ့ဖြင့် လွတ်လပ်သောဥထိပ်သည်နှင့်အစဉ်ဆန့်ကျင်ပဲဖြစ်နေသည်ထို့ကြောင့်အတော်နားလည်အောင်ရှင်းမပြတော့ပဲအိယာတို့ဝင်ခဲ့လေသည်ထို့ကကြောင့်မှပင်တော်သည်လူပြန်တော်ကြီးတို့ရေးသားတည်ကုံပေးထားသောကာယံနဘေးများပါဝင်သည့်ဘုရားရှိခိုးဤကိုခုနှစ်အင်ကြားရှိအင်ကြားအော်ဟိ၍ရှ िख ုနေလေတော့တည်းနောက်တနေ့နေပုံကျောင်းသို့ရောက်တော်အခါကျောင်းဥဆရာကြီးအတန်းထဲသို့ဝင်လာပြီးကျောင်းတွင်ဖန်ဖျဲဝဲကိုမကြမီကျင်းပါမီဖြစ်ကြောင်းကြေညာလိုက်တော့အခါ ကျောင်းဦးကျောင်းသားများအားလုံးပျော်ရွှင်လွန်းတဲ့ဖြင့်ဟေးကနေအော်ဟစ်ပြီးလက်ခုပ်လက်ဝါးတီးလိုက်နေသည်သို့သောလက်ခုပ်မတီးဘဲငြိမ်သက်စွာထိုင်နေသောကျောင်းသားတယောက်ရှိလေထိုကျောင်းသားသည်နေပုံးပင်ဖြစ်နေသည်ကျောင်းဤဖန်ဖဲပွဲတော်တွင်ပျော်ပွဲရှင်ပွဲများပြဇာတ်များဇေယျပွဲတော်များပါဝင်လေးရှိလေရာကျောင်းသူကျောင်းသားအတိုင်းပျော်ရွှင်မဆုံးရှိသို့သောဥထိပ်သည်ဆုံးမများကြောင့်အရွယ်နှင့်မလန့်အောင်ရင့်ကျက်နေသောနေပုံးသည်ပြည်သူများဆင်းရဲဒုက္ခခံစားနေရခြင်းတွင်ပျော်ရွှင်ခြင်းဟူသည့်အဓိပ္ပာယ်ရှိပါလိမ့်မည်လို့ဟုတွေးပြီး တွေ့ဝင်နေလေ၏သူသည်လေးနက်သူဖြစ်လေသောကြောင့်ပျော်ရွှင်သူများထဲတွင် ပါဝင်ခြင်းမရှိခြင်းတပတ်ခံကြာတွင်နေပုံသည်ကျောင်းဤတနည်းအားရှိအရေးကောင်းသောတစ်ပင်ကြီးအောက်တွင်တကူတဲ့သွားထိုင်ရင်းပျော်ဝဲရွှင်ပွဲကျင်းပရန်စီစဉ်နေသူများကိုငေးမောကြည့်နေလေ၏ကျောင်းရှိဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများသည်ဖန်ဖဲပွဲတွင်စိတ်အားတက်ကြွစွာစီစဉ်နေသည်၎င်းတို့သည်၃ရက်တာကျင်းပမည်ဖန်ဖဲပွဲတွင်မမောတိုင်းနှင့်ပန်းတိုင်းပြင်ဆင်နေကြ၏ တချင်းများဆက်ဆိုကြ၏ပြဇံများအတွက်ကြိုတင်ပြင်ဆင်ကြသည်ပျော်ဝဲရှင်ပွဲများကျင်းပနိုင်ရန်ဆိုင်ငန်းများကိုကြိုတင်ဆောက်လုပ်ကြ၏နေမုံဒီဖန်ဖဲပွဲအတွက်ကြိုတင်ပြင်ဆင်နေသူများကိုကြည့်ပြီးမလိုအပ်ဘဲအချိန်ဖြုန်းနေသူများဟုထင်မြင်မိနေသည်သူသည်ဥထိပ်သည့်ရေတွေးကောဒသနာများကိုသင်ယူရသောအပြင်လောကတွင်အပေါ်နှင့်အလိုကိုခွဲခြားသိမြင်နေ၏ဥထိပ်သည်ကလောက၌လူများသည်မလိုအပ်ဘဲအရေးမပါသောအလုပ်များကိုလုပ်ကံရန်တန်ဖိုးရှိသောအချိန်များကိုဖြုန်းတီးပြကြသည် ထို့သောဖြုံးတီးပြစ်သောကြောင့်အရေးပါသောအလုံများလုံရန်အချိန်မရှိတော့ပဲဖြစ်နေတတ်၏ထိုအလုံများကိုအထိပယ်မဲ့သောလုံရန်များဟုဆိုခဲ့၏နေပုံးသည်ဥထိပ်သည်၏တွေးခေါ်ကြောင့်မြက်ချက်ဆိုရလက်ထက်ပြိနေကံပြည်သူများစားရမဲမဲဖြစ်နေခြင်းတွင်ဖန်ဖဲပွဲကြီးကိုငွေများစွာအကုန်ကျခံပြီးပျော်ပါစားတောင်းနေခြင်းကိုနှိမ့်မြို့ခြင်းမရှိခြင်းပွဲကျင်းပသောနေ့တွင်နေပုံးသည်ကျောင်းသူမသွားပဲမြုပ်ပြင်သို့သွားပြီးကံဦးကျောင်းစီတီရင်ပြင်၌စာအုပ်တုပ်ကိုဖတ်ရှုနေလေသည် ဒုခိုက်မှာပင်ဇေဒီရှိသူစက်တထေဦးများဤတောက်ကံမြဲထားစီဆိုင်လာပြီးမြဲထားပေါ်မှာချုံမောလှပသောတထေသမီးခင်ခင်ဤစဉ်သက်လာလေသည်ခင်ခင်ဤကဇေဒီရင်ပြင်ပေါ်တွင်ထားနေသောနေဘုံကိုကြည့်ပြီးနင်းကဘာလို့ဖန်ဖဲပွဲမသွားပဲဇေဒီပေါ်လာထိုင်နေတာလဲခုမေးလိုက်လေရနေဘုံကကောင်းခါရံပြီးငါမတော်ချင်မှုဟာသူတို့ကြားတဲ့ငါမပြောဘူးငါဘာသာတယောက်တည်းနေရတာပိုလွတ်လက်တယ်ဟုဇိုလာဤနေဘုံစကားကြောင့်ခင်ခင်ကြီးကကောင်းကိုရမ်းလိုက်ပြီး ုတ်သေးပါအောင်နေဖို့ရဲ့เจ้าက fan fair ဘွဲကเจ้าသူเจ้าသားတွေပျော်ရွှင်ဖို့လောက်တာလေငါတို့မပြောရင်ဘသူပြောမလဲဟူမေးမြန်းလိုက်နေဖို့ကခေါင်းငင်းလိုက်ပြီးဟုတ်ပါတယ်နင်းပြောတာငါအပြစ်မပြောပါဘူးငါကပြောလို့မရလို့မပြောတာပါဟုဆိုလိုက်ရခင်ခင်ကြီးကမျက်မှောင်ကျုပ်လိုက်ပြီးနင်းနေပါဦးနင်းမှာဘာစိတ်ညစ်စရာရှိလို့လဲငါပြောလေဟူမေးဤနေဖို့ကမျက်မှောင်ကျုပ်ကဟာငါတို့တိုင်းပြည်ကြီးကသူ့ကျွန်ဘွားရောက်နေပြီဆရာဆန်တဘုံကြဆုံးပြီးတော့လယ်သမားတွေပို့ပြီး ကြက်တဲ့ကျင်းမြောင်လာတယ်ဒီချိန်မျိုးမှာငါတို့ဘလို့ပြောမလဲခုပြောလာရခင်ခင်ကြီးကနေဘုံကိုနားမလဲဟန်ပြင်ကြည့်ပြီးအနီးမအောင်လယ်သမားတွေကြက်တဲ့ကနင်းနဲ့ပါဆိုင်လဲနင်းမျိုးထဲမှာလယ်သမားရှိလို့လားဟုမင်းမြန်လေခင်ခင်ရဲ့မိကြောင်နေဘုံကကောင်းကိုရမ်းလိုက်ပြီးမရှိပါဘူးနင်းနားလဲအောင်လဲငါရှေ့မပြတဲ့ဘူးနင့်လိုဆက်တဲ့သေးသမီးကဒီအချက်တဲမျိုးဘဲသိပါမလဲဟုဆိုလိုက်ရခင်ခင်ကြီးကကောင်းနေလိုက်ပြီမသိတော့စိတ်ချမ်းသာတာပေါ့ဟဲ့စိတ်ညစ်စရာတွေလည်းငါမကြားချင်ပါဘူး လောလောဆယ် fan fair ပွဲတော်နေလိုက်ခဲ့ရမယ်နေမလိုက်လို့မရဘူးဟုဆိုလာရနေဘုံကခင်ခင်းကြီးမျက်နှာကိုနားမလည်ဟန်ပြင်ကြည့်ပြီဘာဖြစ်လို့လဲဟုမေးမြန်းလိုက်ခင်ခင်းကြီးကမျက်နှာရှုံမဲ့ပြီအတူကိုသူမျိုးပိုင်သားဆိုမန်တက်နေတယ်မျက်နှာယူအုံမြင်ပေါ့သူငါ့ကိုလိုက်နှောက်ရှက်နေတယ်သူ့ကြောင့်ဒီနေ့ပွဲမှာငါပြောရမှာမဟုတ်ဘူးနေငါ့ကိုလိုက်ဆောင်ရှောက်ပေးမှာဖြစ်မယ်ဟုပြောလာရတကူကောင်းဆန်လွန်သောခင်ခင်းကြီးကိုကြည့်ပြီးနေဘုံကကောင်းခါရမ်းလိုက်ကအနစ်ဟောတော့ငါမနိုင်တော့ဘူး အေးပါနင်းအိုက်ပွဲမှာပြောဖို့တက်ရေးကြီးနေတော့ငါလိုက်ခဲ့ပါမယ်ဟုပြောလိုက်ရာခင်ခင်ကြီးမျက်နှာမှာဝင်းပကြည်လင်သွားပြီဒီလုံမပေါ်နေဖို့ရင်ဒါမှငါတငယ်ချင်းလာသွားကြမယ်ဟုဆိုကနေပုံအားမြင်းထားပေါ်သူခေါ်လေသည်နေပုံမှာမငင်းဆန်နိုင်တော့ပဲခင်ခင်ရင်နှီးအတူ ဖန်ဖဲပွဲသူလိုက်ပါခရာဤဂုံပကတနအဆောင်ရောင်များရှိရာသို့ခင်ခင်ကြီးကြောင့်ဆိုက်ဆိုင်မြမြရောက်ရပေအောင်တော်မီចောင်းတို့ရောက်တော့ကခင်ခင်ကြီးတငယ်ချင်းမိမိကြီးတို့မင်းကလေးအစုက စောင့်ကြနေပြီရထားပေါ်တွင်ပါလာသောနေဘုံကိုကြည်ကမိမိကြီးကဟဲနေနို့ဆောင်တွင်လိုက်ဖက်ညီတဲ့တော်အနေနဲ့ညရွှေနဲ့မြပဲဟူနောက်ပြန်လာရခင်ခင်ကြီးကရှက်လွန်းသဖြင့်မျက်နှာနှီးရဲသွားပြီးခမကြီးပောက်ကြရီပြောမနေနဲ့ငါတို့ကတငယ်ချင်းနေဟုပြန်လဲပြောဆို၏မိန်းကလေးတူကဘင်းလားတငယ်ချင်းလားဟုနောက်ပြန်လိုက်ပြန်ရနေဘုံကိုယ်တိုင်ပင်လင်မနေတတ်တယ်လို့ဖြစ်သွား၏နေဘုံသည်ခင်ခင်ကြီးခေါ်ဆောင်လာတော့ကြောင့် ကျောင်းဝင်းအတွင်းသို့ရောက်ခဲ့ရလေသည်ဖန်ဖဲပွဲကြီးကစီကားလွန်လာသည်ကျောင်းဝင်းတစ်ခုလုံးမိအောင်စုံများထွက်ညီထားပြီးစားတောက်ဆိုင်တန်းများအမတ်တရပစ္စည်းရောင်းဆိုင်များဖြင့်စီကားနေကျောင်းနောက်ဘက်တွင်ပျော်ပွဲရွှင်ပွဲကစားပွဲများရှိနေပြီးကျောင်းရှိစင်မြင့်ပေါ်တွင် PNL တလုံးဖြင့်လက်စွမ်းပြနေသောဆရာကြီးကိုတွေ့ရ၏ဆရာကြီးကလူပုံလဲတွင် PNL လက်စွမ်းပြခြင်းသူဖြစ်သည်ဖြင့်ဖန်ဖဲပွဲသည်သူ့အတွက်မဟာခွင့်ရည်ကြီးဖြစ်နေလေသည်သို့သောဆရာကြီးပြင်းဤပွဲ လက်တံကြောင့်ဟန်ဆောင်ပန်ဆောင်နားထောင်နေသူများအိတ်ငိုက်ပြီးတဝါဝါတန်းနေရှာလေသည်ခင်ခင်ကြီးကနေဘုံကိုလက်ဆွဲခေါ်ပြီးကျောင်းနောက်ဖက်ပျော်ဝဲရှင်ပွဲများရှိရာသို့ခေါ်ဆောင်သွားလေသည်ဒိုစင်းပွားခင်းတဲ့တနေရာ၌အခကျင်းငွေပေးပြီးရုပ်ပြောင်ဆွဲခံနေသောမြို့ပိုင်သားအုံမြင့်သည် ခင်ခင်ကြီးကိုမြင်တွေ့သွားပြီးထိုင်ရမဝုန်းကနေထကခင်ခင်ကြီးအနောက်သို့လိုက်ခဲ့လေသည်ခင်ခင်ကြီးသည်ကျောင်းဝဲတနေရာတွင် မြပြပြိုင်နေတော့မြင်ကွင်းကိုကြည့်ပြီးဝမ်းသာအားရဖြင့်မြဝင်ပြအောင်ဆော့ဝိုင်းကိုထိရင်လက်ဆောင်နေရမှာဟုဆိုပြီးလူအုပ်တွင်တိုးဝေကဆော့ဝိုင်းကိုမြဖြင့်ပြစ်လိုက်ခင်ခင်မြပြစ်နေစဉ်မြို့ပိုင်သားအုံမြင့်ရောက်လာပြီးသူမနှင့်အပြိုင်မြပြစ်လိုက်ခဏကြာလင်းခင်ခင်ရည်သည်အုံမြင့်ကြောင့်စိတ်အနှောက်ယှက်ဖြစ်လာပြီးအုံမြင့်ဘက်သို့လှက်ကဟဲ့အနေမပြစ်လို့ငါပဲတိုးတိုးနေရတယ်တော်ပြီငါမပြစ်တော့ဘူးကြော့နေပုံနေမပြစ်ဟုဆိုကတချောင်းနဲ့ကြံတော်မြကိုနေပုံလက်သို့ထည့်လိုက်နေပုံသည် လက်ထဲသို့ရောက်လာသော များကိုကြည်ကသူ့ဆရာဦးထိပ်သည်တင်ပေးသောဓာပေါပညာရပ်များကိုပြန်တရိရလိုက်လေသည်ထို့ကြောင့်ဆက်ဝိုင်းကိုတစ်ချက်ကြည့်ပြီးအသက်အောင်ကဆက်ခနဲ့ပြစ်ပေါလာ၏ထိုကောင်နေပုံပြစ်လိုက်သောများသည်ဆက်ဝိုင်းအလဲသို့ဆွဲထင်သွားပြီးဆက်ဝိုင်းအစွန်းတွင်ကပ်ပြီးစိုက်နေသောအုံမြင့်များမှတုံခါမှုကြောင့်မြေပေါ်သို့ပြုတ်ကျသွားလေသည်အုံမြင့်ကမြေပေါ်သို့ပြုတ်ကျသွားသောများကိုကြည့်ပြီးဒေါသတကြီးဖြင့်ဟာငါများပြုတ်ကျသွားပြီငါများက ဆက်ဝိုင်းမှာအရင်ဆိုင်နေတာကွာဟုမကြင်မကြမ်းပြောလိုက်ရနေဘုံကခေါင်းခါရံ့ပြီးငါပြစ်တယ်မြားကဆက်ဝိုင်းရဲ့အလဲဘူကိုစိုက်တာမင်းပြစ်တယ်မြားထက်ပိုတိကြတယ်ဒါမှမဟုတ်အရင်မကြည့်ပါဘူးမင်းလိုချင်လက်ဆောင်ကိုယူလိုက်ပါဟုဆိုလိုက်ရမြို့ပိုင်သားအုံမြင့်ဤမျက်နှာရှုပ်မဲ့သွားပြီးဟာငါမြို့ပိုင်သားကဘာမဟုတ်တဲ့လက်ဆောင်မဲ့လို့ပြောနေရမှာမဟုတ်ဘူးမင်းလူဘွားဝါတော်မခံနိုင်လို့ပြောတာဟုဆိုလိုက်နေဘုံဒီမိမိကိုအသက်လွတ်စော်ကားနေတော့အုံမြင့်ကိုမထီလေးစားကြည့်လိုက်ပြီး မိမကျင်းနိုင်ရင်ငါများကိုပြင့်မှတ်ကနေပြုတ်ကြတော့ပြန်ပြစ်လေကွာဟုစိန်ခေါ်တော့အမူအရာဖြင့်ပြန်ပြောလာရာအုံမြင့်ကဆဝိုင်းကိုပြားမစွဲလင်အဆက်ကွဲမည်ဆိုသောကြောင့်မပြည့်ရတော့ပဲညဉ့်ညမ်းစွာဆက်ဆိုပြီးနေဘုံကိုလက်သေးဖြင့်စတင်ထိုးလာလေနေဘုံကကိုကိုရိမ့်ရွဲ့၍ရှောင်းတင်းလာရင်မင်းနဲ့ငါရံမဖြစ်ချင်ဘူးအေးအေးဆေးဆေးနေကွာဖန်ဖဲပွဲပြက်လိမ့်မယ်ဟုဆို၏သူကအင်္ဂလိပ်ဘောက်ဆင်ကိုမတောက်တစ်ခေါက်တင်ထားပြီးသွေးနှထင်ရောက်နေသောအုံမြင့်ကဘောက်ဆာသမားတယောက်ကဲ့သို့ခုံဆွခုံဆွလောက်က မင်းကငါလက်သီးကျွေးလိုက်ရမှကိုကျေးနပ်မယ်ကွငါလက်သီးဘလောက်ပြင်းနေစရာမိကြည့်တာဟုဆိုကနေဘုံကိုဝင်ရောက်ထိုးချိန်ပြန်၏အုံမြင့်သည်နေဘုံကိုအလွယ်တကူအလဲထိုးနိုင်မည်ဟုထင်နေသည်သို့သောနေဘုံသည်ဥထိတ်သည်တင်ကြပြီးသောတက်ခိုင်ရေးပညာကိုကျွမ်းကျင်စွာတက်မြောက်ထားပြီးလေ့ကျင့်ကမ်းများကြောင့်သူခန္ဓာကိုယ်မှာအလွန်ကြန့်ခိုင်နေလေသည်သူသည်အုံမြင့်ကိုအလွယ်တကူတိုက်ခိုင်နိုင်တော်လဲကျောင်းဖန်ဖဲပွဲပြက်မည်ဆိုသည်ဖြင့်ရှောင်းတိန်လိုသာနေလေသည်နောက်ဆုံးတွင်တားဆီး၍မရတော့သောကြောင့် မတက်တာတော့ပဲခြေဖြင့်တစ်ချက်လှမ်းကန်လာရအုံမြင့်သည့်ပြင်းထန်သောကံချက်ကိုမခံနိုင်တော့ပဲမြေပေါ်သို့ပြိုလဲကျသွားပြီးဖန်ဖဲပွဲတစ်ခုလုံးလဲစူညံဖွက်လောရိုက်သွားလေတော်လေသည်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတူတာပါ။